အားလုံးပဲမင်္ဂလာပါရှင်။ Story Audio Book Channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြုတ်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ပရိသတ်များနာဆင်ဖို့အတွက်ဖြူကောင်း KT ဆိုတဲ့ဇာတ်လမ်းလေးကိုရွေးချယ်ထားပါတယ်။ဇာတ်လမ်းလေးကိုအစားကားနေဆုံးထိတိုက်ပါလို့နာဆင်ပေးပါအောင်ရှင်။ KT ဆိုတဲ့နာမည်ကြားလိုက်တရကျွန်တော်အဲ့လိုမပြောတော့။ငါတည့်ရဲ့ KT များဖြစ်နေမလား။အတွေ့တွေကရှောင်ရဲခန့်နေရဲ့။ဒီနေ့ညအဲ့ရောင်ဝင်မဲ့စစဲမှာ မျိုးသမီးရဲ့မဝန်းခွဲစရာဖုံးလာတယ်။မမဆိုကျွန်တော်မမခိုးလာပြီ။ဟဲဟုတ်လား။ကော်မလေးနမရရောဘယ်သူတော့မြို့ပေါ်ပါပဲလား။မဟုတ်ဘူးဗျ။သူ့နမရကေတီရဲ့တောင်သားကေတီတောင်သားဆိုတဲ့အတန်ကြားလိုက်တော့ကျွန်တော်တကူလုံးစက်ကနေဖြစ်သွားမိရဲ့။စပီကာဖွင့်ပြီးဖုံးပြောနေတဲ့အတွက်တစ်ဖက်ကအတန်ကိုကျွန်တော်ပါကောင်းကောင်းကြီးကြားနေရတယ်။အေးမမနေ့ပြမမဆိုလာခဲ့မယ်လေ။ ဒါပဲနော်ကျွန်တော်မြေသမီးကဖုန်းချလိုက်ပြီးအဲ့ရတဲ့ကကျွန်တော်ကိုအောင်စော်လက်မိမခိုးလာလို့တဲ့မောင်ရဲ့အဲ့လိုပြောရင်အဲ့ရတဲ့ကိုသူမပါဝင်အိတ်လိုက်တယ်ကျွန်တော်ဘီကမြေသမီးကအသက်ရှူတဲ့မမှန်နဲ့အိတ်ပြော်သွားပြီမဲ့ကျွန်တော်ကအဲ့လိုမပြောအောင်ဖြတ်နေရဲ့တောင်တာမြို့ဟာကေတီအဲ့ချိန်တော့ဟာမန္တလေးမှာကျွန်တော်အလုပ်တစ်ခုလုပ်နေတော့ဖြစ်တယ်တက္ကသိုလ်တက်တဲ့အကူရင်းနဲ့နေရတဲ့အချိန်ပေါ့ အတော်တယောက်ရဲ့အိမ်မှာနေရင်းနဲ့အကိုရိယာကြောင့်တဲ့ကျွန်တော်ကရွာနဲ့မြို့ကိုပြန်လိုက်သွားလိုက်လို့ရင်ရောင်60လုံးနေတဲ့အချင်းတရက်ကြတော့အလုကအပြန်လာစာလေးရတာနဲ့ခေါဆွေးကြော်ဆိုင်ကခေါဆွေးသုံးပွဲဝဲလာပြီးလမ်းလျှောက်လာခဲ့တယ်။လမ်းမေးမိတန်တွေကဝါချင်းချင်းနဲ့နေရွန်မီးဝေတောင်ထွန်းထားပြီးကျွန်တော်လှုပ်တဲ့အလုံနဲ့နေရတဲ့အတော်အိမ်ကမိနစ်20လောက်လမ်းလျှောက်ရတယ်။ပြောရရင်နည်းနည်းခေါင်လေးရက်ွက်လေးပေါ့ဒီလိုလျှောက်လာရင်တနည်းအားရောက်တော့ လမ်းမေးမှာဘာတန်ပင်ရဲ့မောင်ရိပ်ခက်တဲ့ကြမှာလူသုံးယောက်ရုံလာဆွဲလာဖြစ်နေကြတာကိုလမ်းပေါ်ကနေခဏရက်ကြည့်မိပေမဲ့မြို့ပေါ်မှာကိုနဲ့မဆိုင်ရင်ဘာမှဝင်မရှုပ်ရဘူးဆိုတော့အကိုရေစကားကိုပြန်ကြားမိပြီး ကိုလန်းကိုဆက်လျှောက်လိုက်တယ်။အကိုကဲပါအောင်မိန်းကလေးတယောက်ရဲ့အတန်ကြောင့်ကျွန်တော်ခြေလမ်းတွေတုံငနေဖြစ်သွားတယ်။နေရာကလည်းရက်ွက်ဓမာယုံနားမို့လူနေအိမ်တွေနဲ့လမ်းနေရဲ့လမ်းပေါ်ကနေပြူပြဲပြီး ကျွန်တော်ကြည့်လိုက်တော့မိန်းကလေးတယောက်ကို ကောင်းနှစ်ယောက်ကဆွဲလာရန်လာလုံနေကြခြင်းဖြစ်တယ်။ကျွန်တော်တက်တိမကောင်းပါဘူး။ဒါပေမဲ့မိန်းကလေးကိုတနာတာနဲ့ဟန်ကိုဖို့လှုပ်ပြီးဘာဒံပင်ဟိတ်စီခက်တီတီနဲ့သွားလိုက်တယ်။မတော်လို့ဟိုငတိနှစ်ကောင်ကပြန်ဆော်ရင်တော့ငါတော့တည်ပြီးဆိုပြီးတွေ့လိုက်မိရဲ့။ဟဲ့ကောင်လေးကမာလေးကိုလွတ်လိုက်စမ်း။ထိမ်မီပြောလိုက်ပေမဲ့ကျွန်တော်တန်ကနည်းနည်းတော့တုံခါနေရလို့ထင်နေ။နင်တတိထား။တောက်တစ်ချက်ခေါ်ပြီး မင်းကလေးကိုကျင်းွားကငတင်းတယောက်ကထွက်သွားတယ်။ဒီရောက်မှလေဘူးတစ်ချက်ကျိတ်ပြီးကျွန်တော်မှုတ်ထုတ်လိုက်မိရဲ့။တော်ပါသေးရဲ့။တွေ့လို့ကတော့ငါသိမှာ။ကျွန်တော်ရှိန်းလို့လား။ဓမ္မမို့သူတို့ကြောင့်နဲ့သူတို့လာတော့မသိ။ငတင်းတယောက်ထွက်သွားတော့မင်းကလေးကကျွန်တော်ကိုသူရဲ့ကောင်းကြီးဆက်ဆက်အလွန်အထင်ကြီးရဲ့အကြည့်ဝင်နေကြည့်ရဲ့။ကျေးဇူးတင်လိုက်တာအခုရဲ့။အခုတော့မကူညီရင်လေညမကတော့တဆက်ဆက်တုံရင်ကြောက်နေရှာတဲ့မိန်းကလေးကို လမ်းမီတိုင်အောင်ကိုကျော်ကြီးကုန်းရဆိုင်ကခုံတန်းလေးပေါ်ထိုင်ခါလိုက်တယ်။နေဘက်မှာရောင်းပြီးညာဘက်တွေမှာစိုင်ပိတ်ထားတဲ့ကုန်းရဆိုင်လေးဖြစ်တယ်။မကြောက်နဲ့တော့လေသူတို့မရှိတော့ပါဘူး။ဒါနဲ့မင်းဟာဒီချင်းကြီးဘာလို့တယောက်တည်းထွက်လာတာလဲ။ဒင်းနာလူပြတ်တယ်။ဟိုလီညီမဟိုဘက်လန်ထိတ်ကဓမင်းဆိုင်မှာဟင်းတော့ဝင်မလို့ပါ။ကျွန်တော်အသေးချာကြည့်ရင်မင်းကလေးရဖြစ်ရဲ့။ဒီရောမမင်းကလေးရဲ့မျက်နှာကိုကျွန်တော်ကြည့်မိရော။ကျွန်တော်မြင်ဘူးတမျှမင်းမလာရတဲ့က လာပါတယ်ဆိုတဲ့မိန်းမတွေထက်မလျော့တဲ့အလှမျိုးမိန်းကလေးမှာရှိနေတယ်ဆိုတာမြင်လိုက်မိရဲ့မျိုးလုံးလေးရဘလို့နှကန်းလေးရဘွားဆိုတာမျိုးတွေကျွန်တော်ကမဖွဲ့နှဲ့တတ်တော့အတော်လာတဲ့မိန်းမတယောက်လိုပဲပြောရလိမ့်မယ်ထမင်းဆိုင်အထီးဆိုမင်းတယောက်တည်းတော်တော်ကြီးရှောက်ရအောင်မရော့ခေါက်ဆွဲကြော်ယူသွားကျွန်တော်ကလက်ထဲကခေါက်ဆွဲကြော်သုံးပွဲကိုမိန်းကလေးကိုပေးလိုက်တယ်မှတ်မှတ်ရရအဲ့ဒီခေါက်ဆွဲကြော်ဆိုင်ကတခြားဆိုင်တွေလိုဖော်ပုံနေမထက်ပဲ ကြာရွက်ကြီးတွေနဲ့ခောက်ဆွဲကြုံထုတ်ပေးရမယူပြရစင်းတဲ့အကိုရဲ့မင်းကလေးရအငင်းနေယူပါကွာငါကလေမင်းနောက်ကိုပြင်မလိုက်နိုင်ဘူးအိမ်မှာငါ့အကိုရေကမျောနေမှာအဲ့ဆိုထုတ်ပဲပေးလေညီမတယောက်ပဲစားမှာကျွန်တော်လည်းတရားခောက်ဆွဲတထုတ်ကိုရှူရင်ရော့အကိုအဲ့ဒါပါလေခောက်ဆွဲကြုံဖို့လေနေပါကွာငါသွားပြီမင်းကလေးကင်ထားတဲ့တထောင်နဲ့ဗက်ဆန်လေးလေးကို ပြန်တွန်းပို့ရင်ကျွန်တော်ထွက်လာခဲ့တယ် နောက်တနေ့အလုပ်ကပြန်တော့ထုံးစံတိုင်းကက်တရာလမ်းမထက်မှာနေရုံမီးတွေဖြာစင်းနေပြီအကိုတွေ့ရင်ငရင်လမ်းလျှောက်နေရဲ့ကျွန်တော်အတန်ကြားတဲ့ပဲခြေလိုက်တော့ကိုကျော်ကြီးကွင်းရဆိုင်ပေးမှာမနေ့ကတွေ့ခဲ့တဲ့မိန်းကလေးအကိုပြန်လာပြီလားမင်းဒီမှာဘာရက်လုပ်နေရလဲအကိုကိုလာဆောင်နေရပါမင်းဒီရောက်ထဲလားညဘက်ကြီးကိုသဘောမတွေ့ရကြောင်းကျွန်တော်မေးလိုက်မိရဲ့မြမအလောက်ကညာဆိုင်ဆင်းရတာအကိုရဲ့ဒီနားလေးတွေမဲ့လေး အကိုလာမယ်ထင်လို့ညီမဆောင်နေရ။ရော့အကိုပလတ်စတစ်အိမ်မဲနဲ့ထည့်ထားတဲ့အထုပ်ထုပ်ကိုကျွန်တော်လက်ထဲကိုထည့်ပေးလိုက်တယ်။ရောင်နာနာနဲ့ကျွန်တော်ကလည်းယူလိုက်မိရဲ့။ညီမသွားပြီနော်အကိုပြောရင်းနဲ့မိန်းကလေးကကျွန်တော်ကိုထားပြီးထွက်သွားတယ်။ကျွန်တော်သာအိတ်တန်အိတ်ကိုလက်မဆွဲရင်လမ်းမထည့်မတည့်ရရင်ကြံ့နေခဲ့တယ်။အိမ်ကိုရောက်လို့ညီအကိုတွေဖွင့်ကြည့်လိုက်တော့အေးစက်နေရဲ့ဘေးရပလင်းတွေနဲ့စက်ကင်တွေကိုတွေ့ရတယ်။ဒီရောမှအရှင်ကြီးကဖြစ်ပြက်ပုံကို ကျွန်တော်ကအကိုရီကိုပြောပြလိုက်တယ်။ကောင်မလေးကလှလာကွာ။တတော်ကိုလှတယ်ဗျ။ငါတို့အဆင်ပြေမဲ့ရဲ့လိုက်ကြည့်မယ်ကွာ။အားတက်သေးရောပြောလိုက်တယ်အကိုရီကိုကျွန်တော်က။ဟာဗျာ၊ तू ကဘယ်နေမဲ့မှကျွန်တော်မသိရ။နောက်ပြီးနောက်နေ့တွေ့မှာမတွေ့ဘူးဆိုတာကျွန်တော်ဘယ်သိမလဲဗျ။အေးပါကွာ။လလောဆယ်တော့ဒါရီကိတ်ရအောင်။ဒီလိုနဲ့ကျွန်တော်အလုပ်ကပြန်လာတိုင်းမိန်းကလေးကစောင့်နေတတ်တယ်။တပတ်လောက်နေရောကျွန်တော်နဲ့မိန်းကလေးတတော်ကြီးကိုရင်းနှီးခင်မင်သွားကြတယ်။ င်းကလေးနမရကေတီရဲ့ညာတိုင်းလူလူကိုကျော်ကြီးရဲ့နေရမီးအောင်အောက်ကကုန်းရဆိုင်ခုံတန်းလေးပေါ်ထိုင်ရင်ကေတီနဲ့ကျွန်တော်စကားတွေပြောပြကြတယ်။အကိုပတ်စံနေပါရီအသုံးလုံးရင်ပြောနော်ကေတီစီမှာရှိတယ်။ကေတီစကားကြတော့ထောင်ကနေကျွန်တော်ဒေါသဖြစ်သွားမိရဲ့ဒီနေ့ချိန်ထိပတ်စံနေပတ်သက်လာရင်ဘသူစီရမှအလကားတတဲ့အချာမယူဘူးတဲ့အတွက်ကြောင့်ကျွန်တော်မာနာနဲ့ဂုံသိခါကိုစော့ကားလိုက်တယ်လို့ယူဆတာကြောင့်ဖြစ်တယ် မင်းပါစကားပြောရတယ်အတူထိုင်နေရကနေဟုံးငနေထရရင်စနောအော်လိုက်တယ်ကျွန်တော်ပုံစံကိုကြည့်ပြီးကေတီယာမျက်လုံးလေးပြူကထိတ်လန့်နေရဲ့နေပေါင်းကွာငါပုံစံကမိမရိစီယာချူစားတဲ့ပိုင်လုံးကောင်ပုံစံဖြစ်နေလို့လားမဟုတ်ပါဘူးအကိုရဲ့တမျိုးမထင်ပါနဲ့နော်နေလေးဝိုင်းပြီးကေတီယာကျွန်တော်ကိုတောင်းပန်နေအဲ့ဒီချိန်တော့အေးအေးမြေတနာစရာလို့ကျွန်တော်ကထင်နေရဲ့အချိန်အခုနောက်ပိုင်းအရွယ်တစ်ခုရောက်လာမှတချို့တွေရဲ့မျက်ရည်ဟာ လို့တလူချူလို့ရတဲ့မျက်ရည်တို့မျက်ရည်အပေါ်စားချူစီပေမဲ့နားလေလာရတယ်။ငိုပါနဲ့ကေတီကျွန်တော်ကိုကေတီအထင်သေးလို့ပြောနေဆိုပြီးစိတ်ဆိုးသွားလို့ပါ။စားတွေရာအကို့ကေတီကအထင်ကြီးရာနေရမီးရအောင်မှာအယောင်တွေတက်ဖြက်ဖြက်လက်နေရဲ့မျက်လုံးတွေနဲ့ကြည့်ရင်ကေတီကကျွန်တော်ကိုပြောတယ်။အဲ့ဒါဆိုဘာကိုကြည့်ပြီးကျွန်တော်ကိုငွေစကားပြောလေကေတီအကိုစိတ်မဆိုးရအောင်နော်။မျက်လွှာလေးချပြီးကေတီကပြောတယ် အကိုနဲ့ကီတီတို့ရဒီညနဲ့ဆိုရှိရရှိပြီးအဲ့ဒါအကိုကီတီရကစကားကိုမဆက်ပဲပြုံဆာဆာနဲ့ကျွန်တော်ကိုကြည့်နေရယ်။음ပြောပါအောင်ရှိရဆိုတော့ဘာဖြစ်လဲ။စိတ်မဆိုးရအောင်နော်အကိုအေးပါကွာပြောစမ်းပါ။ဟိုလေရှိရတာရှိလာတယ်။အကိုဝိတက်ဘောင်းမီပစိုးနဲ့အင်ဂျီဗျာငားစုံနေရယ်။အဲ့ဒါကြောင့်အကိုအစမပြေလို့အဝေစားမဝယ်တာနေမှာဆိုပြီးတော့ကီတီရတွေးမိလို့ပတ်စံချောင်ပြောလိုက်မိရပါ။ ကေတီပြောလိုက်မှကျွန်တော်တော်တော်ကြီးကိုရှက်သွားမိရဲ့ဟုတ်ပါတယ်ကျွန်တော်မှဝေးစရာဆိုလို့ဒီငားစုံပဲရှိရဲ့အကိုရိအဝေးစားယူဝေးရအောင်လဲကျွန်တော်ထဲစိုက်ကြီးရဲ့သူနဲ့စိုက်သေးသူတွေစိုက်တူကိုက်တူကမရှိတော့ဘလို့မှအဆင်မပြေမိမတယောက်ကအခုလိုကြီးပြောလိုက်တော့တိမ်ငယ်သွားတာလားရှက်တာလားတော့မသိကျွန်တော်ပြန်တော့မယ်ဆိုပြီးကေတီနာကအမြန်ထွက်လာခဲ့မိရဲ့ကျွန်တော်ရဲ့လူပြိုဘဝကအဲ့လိုတောက်ပြောင်းခဲ့တာရော့အကို ဇက်ခုဘုံလေးတစ်ခုကေတရာကျွန်တော်ပြီးရဲ့။ဘာရီလဲ။အကို့အတွက်ပစိုးနဲ့အိမ်ကြီးဘာမရတော့အကို့နဘက်ပလောက်ဝက်လဲကေတီမသိလို့ပါ။ကျွန်တော်မယူချင်ပါဘူးကေတီ။ဒီနေ့အထိဘသူ့ဆရာမကျွန်တော်အကြောင်းမသက်သက်ဘာပစ္စည်းမှမယူဘူးပါဦး။ကျွန်တော်အခင်ရဲ့နောက်ထပ်မျိုးမလုပ်ပါနဲ့။ခက်မမာနဲ့ကျွန်တော်ကပြောလိုက်တော့ကေတီကအကို့အကိုတယောက်လိုသဘောထားပြီးဝက်ပေးရပါ။ကေတီကိုညီမလေးလိုသဘောထားရင် အကို့ယူပါနော်။ယူချင်ပါဟုတ်ကွာ။ စက်ဘူးပုံကိုထိုင်နေရဲ့ကေတိရဲ့ပုံပေါ်ကျွန်တော်ပြန်တင်လိုက်တယ်။ဒါဆိုဒီလိုလုပ်လေအကွာကေတိဆရာအလက်ကားယူတယ်မဖြစ်ရအောင်လို့ကေတိကိုတခခုပြန်ဝယ်ပေးတယ်မကောင်းလား။အဲ့လိုကြောက်လေအဟွာလေဟိုတုံးဆရာအောင်မလောက်လို့ဟိုအကိုစီရဆွဲယူဒီကိုစီရဆွဲယူလုပ်နေရကျွန်တော်ကဗမာလာပြီးကေတိကိုတခခုဝယ်ပေးနိုင်မလဲ။စတာပါအကိုရဲ့အယူနော်။ကျွန်တော်ပုံစံကိုကြည့်ပြီးကေတိရရှိရဲ့ မင်းနဲ့ကေတီဆိုကောင်မလေးကရိုးရိုးရိုးကြသေးလားဟာရိုးရိုးတသားပါဗျာဒီနေ့ထိကျွန်တော်ကသူ့ဘောဘာမှမယူမတာမလုပ်ကြလို့သူကလည်းမယူတာတဲ့အရေးရောက်တော့ကျွန်တော်မပြပါဘူးဗျကေတီနဲ့ကျွန်တော်ကိုအကိုရီးယားဝိုင်းပြီးစားကြတယ်ဒါပေမဲ့ကိုထီတော့သူတို့အားလုံးကေတီမမြင်ဘူးကြောင့်နောက်နေ့ညကျွန်တော်ပြန်လာတော့ကိုကျော်ကြီးရဲ့ကုန်းရဆိုင်က ခုံတန်းလေးပေါ်မှာကေတီကိုမတွေ့ရဒီတင်ကျွန်တော်တယောက်တည်းခုံတန်းလေးပေါ်ထိုင်ရင်ကေတီကိုမျှော်နေမိရဲ့ ရင်ထဲမှာလည်းဟာတတာကြီးနဲ့ဘာလို့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 နေမှမသိအချင်းတတော်ကြောင်ထိုင်ပြီးမှကျွန်တော်နေရမီးရောင်အောက်ကခုံတန်းလေးကိုကြောခိုင်းပြီးပြန်လာခဲ့တယ်။နောက်တနေ့ညတော့လေခုံတန်းလေးပေါ်မှာကီတီကိုမတွေ့ရ။ကီတီပါများဖြစ်နေလို့ပါလေ။ကီတီနေရဲ့နေရာကိုမမေ့မိရဲ့အတွက်ကျွန်တော်ကိုကျွန်တော်မကြည့်မနဲ့ဖြစ်ရတယ်။အကိုကိုရဆိုင်နေနာကျွန်တော်မရောက်ခင်နေရအပြေးလေးလာပြီးကီတီကကျွန်တော်ကိုကြိုတယ်။ကျွန်တော်ကလေကီတီရဲ့ခေါင်းအစပင်လေးတွေကို ခက်ကြံကြံပို့ရင်အရှင်ညတွေကဖေးသွားနေရတယ်ပြောအကွာကေတီကိုမျောနေရလားပြောင်းရှင်နေရဲ့မျက်နာနဲ့ကေတီရမေးရဲ့စိတ်ပူတာပေါ့ဘေးများသွားလဲလို့ကျွန်တော်ပြောလိုက်တော့မျက်နာလေးညှိုးသွားပြီကေတီအိမ်ကိုအရွက်တိုက်ခဲ့မိရာနောင်နာတိတ်ရတာပဲအကိုရဲ့ဟမ်ဘာပြောရလဲကေတီဒီရောမှအပြက်ခနဲ့ပြုံးပြီးကေတီယာဘာမှမဟုတ်ပါဘူးအကိုရဲ့အရင်နှစ်ရက်ကကေတီနေမကောင်းလို့အလုံးမလာနိုင်တာပါ အော်အဲ့လိုလားဒါဆိုကေတီလိပ်စာကျွန်တော်ပေးထားလေခုလိုမျိုးဆိုတည်င်းလေးပါလေမေးရတာပေါ့ကျွန်တော်ကကေတီစီသူမနေထိုင်တဲ့လိပ်စာကိုတောင်းလိုက်တယ်။အိုးအကိုကလည်းနောက်ဆိုကေတီကခုလိုဖြစ်တော့ပါအောင်နော်။လိပ်စာမပေးခြင်းလို့ပြောမှန်းသိရတဲ့အတွက်ကျွန်တော်ကထပ်ပြီးအတွမတဲဖြစ်တော့ဦး။ဒီလိုပဲနေရမီးရောင်အောက်ကခုံတန်းလေးပေါ်ထိုင်ရင်ကေတီနဲ့ကျွန်တော်အရင်ညတွေကလိုစကားတွေပြောပြခဲ့ကြတယ်။မင်းငေါ့နဲ့လိုက်ခဲ့အောင် အခု၃ယောက်ကအလုသွားဖို့ပြင်နေတဲ့ကျွန်တော်ကိုလမ်းထိပ်လက်ဖက်ရည်ဆိုင်စီခေါ်လာခဲ့ကြတယ်။ငါတို့ဒီမဲ့ဟိဆိုင်ထဲရောက်တော့အရေရောက်နေနေတဲ့လူငယ်တွေရောက်ကျွန်တော်တို့ကိုလှမ်းပြီးအတန်ပေးရဲ့။ဒါနဲ့ပဲသူတို့ဝိုင်းစီကိုကျွန်တော်တို့ကသွားလိုက်တယ်။ဒီလူငယ်တွေကိုကျွန်တော်ကမသိပေမဲ့ကျွန်တော်အကိုရီရဲ့ဘော်ဒါဖြတ်နိုင်မယ်လို့တွေးလိုက်ပြီးရဲ့။ Sorry လမ်းပါရာနည်းနည်းနောက်ကျသွားတယ်။ကျွန်တော်အကိုကရှေ့ကန်းကိုင်းတဲ့လူငယ်ကိုပြောလိုက်တယ်။ရပါတယ်ကွာ။အားလုံးလည်းမကြသေးပါဘူး။ ။ဤကြခွေးချောင်းကိုလက်ဖက်ရည်ခွက်ထဲနှဲ့ရင်လမ်းပါဆိုသူကပြောလိုက်တယ်။ငါကြီးမင်းတို့အတီလား။သပင်းကိုအရှိထားပြီးအလဲခွေးထိုင်လူငယ်ကကျွန်တော်ကိုကြည့်ပြီးမေးရဲ့။မသိဘူးဗျ။ကျွန်တော်ကမသိရဲ့ချောင်းပြောတော့အဲ့လူငယ်ကပဲ။ငါတို့ကတော့မင်းကိုသိရဲ့။ဇော်မင်းထွေးတို့ဇင်နန်ဦးတို့ညီစွာလည်းသိရဲ့။အော်ဟုတ်လား။ကျွန်တော်ကအကိုတို့မသိဘူးဗျ။ပြုံးပြရင်လည်းကျွန်တော်ဖြေလိုက်တယ်။မင်းပြီးခဲ့တဲ့ရက်20လောက်တုန်းက ဓမာယုံဘေးရမောင်ရေးမှာကောင်မတယောက်နဲ့ပြဿနာဖြစ်နေတာသိတာဗျာအဲ့တော့ဘယ်နှစ်ယောက်ကငါတို့နှစ်ယောက်ပဲကိတိကိုစောကားမောကားလောက်တာဒီကောင်လေးဆိုတာသိလိုက်တာနဲ့လက်သေးကိုကြည်ကြည်မြအောင်ကျွန်တော်ဆုပ်လိုက်မိရဲ့ဟိတ်ကောင်စောမင်းထွေးမင်းကြီးဖြစ်သွားတယ်ကြည့်ရောလမ်းမတော့ကကျွန်တော်ကိုကြည့်ပြီးရေးကြတယ်အဲ့ဒီညမင်းငါတို့စီတာတော့မင်းတို့ဒီကောင်လေးညီမသိလို့ငါတို့ကရှောင်သွားတာသပင်းအလေခွဲနဲ့ကောင်ပြောမှာအဲ့ညက သူတို့ကျွန်တော်ဘာမှမလုပ်ပဲရှောင်းသွားမယ်သိရတယ်။အခုမင်းကအဲ့ဒီကောင်မနဲ့တွေ့နေရငါတို့သိတယ်။သူ့ကိုမင်းဘလို့ထင်လဲ။လမ်းပါစကားကိုမဖြေပဲကျွန်တော်ကရှူတင်တင်ပြန်ကြည့်နေလိုက်တယ်။အဲ့ဆိုဟာလိုင်းလေးကငါတို့ချနေတဲ့ကောင်မ။ဘာကွာ။စပွဲကိုတုံးကနေထုတ်ပြီးကျွန်တော်ကထပ်ရလိုက်တယ်။ဆိုင်ထဲကလူတွေအားလုံးကကျွန်တော်တို့ဝိုင်းကိုကြည့်နေကြတယ်။စင်းနိုင်ဦးမင်းညိုထင်ရော။လမ်းပါကပြောတယ်။ငယ်လေးပြန်ထိုင်စမ်း။ကျွန်တော်ကခက်မမာပြောလိုက်တော့ မေရီတွေတတောက်တောက်ကြရင်အန်စိတ်ထားလိုက်မိရဲ့မင်းမယုံရင်အဲ့ကောင်မောင်မေးကြည့်လိုက်ကနေအဲ့ညလည်းငါတို့ကသူ့ကိုချိန်ပြီးသားတွေ့ကြတော့မှနေမကောင်းလို့ပါဘာညာပြောပြီးမလိုက်ဘူးလို့လို့ငါတို့ကွန်တက်ကြတာမင်းကိုယောက်ျားချင်းကိုချင်းစာလို့ငါတို့ကတတိပေးတာကျန်တော့အမင်းပိုင်မဲညီလေးလန်ပါကကျွန်တော်ပခုံးကိုပုတ်ရင်ပြောတယ်အဲ့ဒီကတနေ့လုံးအလုပ်ထဲမှာစိတ်မဝင်စားပဲအလုပ်စင်းချိန်ရောက်ဖို့ကိုပဲစိတ်စောနေမိရဲ့အဲ့ညကနေရွံမီးရောင်တွေက ခတိုင်းတို့လင်းလင်းချင်းချင်းမရှိပဲမှုံဝဝဆက်နေရဲ့အတိချာကြီးရောမှာကျွန်တော်မျက်လုံးအိမ်တွေကဝဲတက်နေရဲ့မျက်ရည်တွေကြောင့်မှုံဝါနေမဲ့သတိပြုမိတယ်။စိုးနေရဲ့မျက်ရည်တွေကိုအင်ကြီးလက်ပုံမိုးနဲ့ခက်ကြမ်းကြမ်းတုပ်ရင်ကိုရဆိုင်ကခုံတန်းလေးစီကျွန်တော်အမြန်ရှောက်လာခဲ့တယ်။အကိုခတိုင်းညတွေကလိုပဲကေတီယာကျွန်တော်နှုတ်ဆက်တယ်။မင်းငါ့ကိုဘာလို့အယူလုပ်နေရလဲ။ကေတီပကုံးတဲ့ဖက်ကိုတအားဆုပ်ကိုင်လှုပ်ရရင်ကျွန်တော်ကအော်လိုက်တယ်။အကို ကေတရပြန်អော်တယ်။အကိုကိုကျမအထင်ကြီးရအလကားပါလား။အကိုလည်းတခြားကောင်တွေတို့အားနည်းတဲ့မိန်းမတွေကိုဒီလိုအကြမ်းဖက်တာပဲလား။နောက်ပြီးစတွေ့ရကဒီနေ့ထိအကိုကိုကေတရဘာတွေများလှုပ်ခက်မိတော့လဲ။ပြောလေအကိုပြောရင်ကေတရခုံတန်းလေးပေါ်ထိုင်နေတရှုံရှုံငိုချလိုက်တယ်။ဒီတော့မှမိန်းကလေးတယောက်ပေါ်လွန်သွားမယ်။ကျွန်တော်ကိုကျွန်တော်သိလိုက်တယ်။သူမကုထီငါ့ဘော်ဘာမှမလုပ်သေးရပဲဆိုတဲ့အတွေ့အော်လေးတွေ့လိုက်မိရဲ့။ ကေတီညီမကစကားမဆက်နိုင်နဲ့ကျွန်တော်ကိုအလန့်တကြားနေကေတီရောက်မော့ကြည့်ရဲ့အခုတိသွားပြီပေါ့နော် ပြောရင်လည်းတသက်မဲမဲကိုကေတီကငိုတော့တယ်ဟုတ်ပါတယ်ကေတီကအပြက်မပါယောက်ျားတကနဲ့အိတ်တဲ့အပြက်မပါအကိုတော်ပါတော့တော်ပါတော့ကွာမကြရရဲ့ဆရာ မကြဝန်ဆရာစကားတွေမို့ငိုတန်ပါကြီးနဲ့ကျွန်တော်ကပြောလိုက်မိရဲ့အကိုကိုနှုတ်ဆက်ချင်လို့ကေတီစောင့်နေရပါနှုတ်ဆက်ချင်လို့ ျွန်တော်ကကေတီစကားကိုတန်ရောင်လိုက်ပြီးပြောလိုက်တယ်။အမှန်တိုင်းပြောရရင်ကေတီဘွားအကိုမသိစေချင်ဘူး။အကိုတိသွားမှလည်းကေတီကြောက်တယ်။အကိုနှုတ်ဆက်ဖို့ဆိုတာကလည်းကေတီမွေးရက်ကိုပြန်တော့မယ်လို့နှုတ်ဆက်မလို့ပါ။ကေတီမိဘတွေကပတ်စံရှိရဲ့အကိုရဲ့မိဘတွေကိုအရွဲတိုင်းရင် အလုလုမယ်ဆိုပြီးရွာကိုလာတဲ့မိမကြီးတယောက်နဲ့ကေတီအပါမိန်းကလေးသုံးယောက်အိမ်ကမတည်ပဲခိုးလိုက်ခဲ့ကြတာ။ပထမတော့တရုတ်နေဆက်ကတရုတ်အဖိုးကြီးတယောက်စီမှာ ငားမရဖြစ်ကေတီရောင်းစားခံရတယ်။ချလောက်လောက်နေတော့နေဆက်ကနေခိုးပြေးလာပြီးမန်လေးဘက်ကိုတက်စီငားစီရင်ကားပေါ်ကဒရိုင်ဘာလေးမယားကိုကေတီကြောင်ပြောပြီးတောင်းတာကိုလိုက်ပို့ဖို့ပြောတယ်။သူတို့ကလည်းစိတ်ချညမာလေးရဲ့။ကုညီမယ်ဆိုပြီးအခုဒီနေရာကဖာတန်းမှာ ပြန်ရောင်းစားခဲ့ကြတယ်။မြမကလော်လီပြီးတနာယူနေတဲ့မိန်းမမျိုးလိုအခုထင်နေရလားပြောလေ။ကျွန်တော်ရင်ဘက်ကိုကေတီကသူ့လက်သေးစုပ်တွေနဲ့ထူရင်ငိုတယ်။ကိုရော ဘာလို့မွေးမြေကိုပြန်มาလဲတုံအဲ့ညီရဲ့အတန်နဲ့ကျွန်တော်ကမေးလိုက်တယ်။နားနဲ့မနာဖွားနဲ့နာပါအကိုအခုကေတိမှာခလေးရှိနေလို့ပါဟမ်သူ့ဖေရဘယ်သူလဲကေတိကျွန်တော်စကားကြတော့ကေတိအောင်မဲ့ကနေတစ်ချက်ရေးလိုက်ပြီအကိုရေကေတိလိုအပြင်းမဘယ်လိုလုပ်ကလေးဖြစ်ပေါ်မှာလဲဟာကျွန်တော်စီတဲ့ပါနှင့်ပြီးအတော်ကြီးခံစားလိုက်တယ်ကေတိဘွားကမထူးတော့ပါဘူးအကို လုံးဝစုပ်ပြတ်သက်သွားပြီ။ဒါမြေကီတီပိုက်ထရာဘာမှမသိရခလေးလေးကိုတော့ကီတီတနာတယ်။ဖြက်လည်းမချရဘူး။ဒီခလေးလေးကီတီမှာရှိနေပြီးသိတာရတော့မှမိဘတွေရဲ့မြင့်တောင်ကီတီခံစားမိတာလား။ကုစုကီတီအိမ်ကထွက်လာတာသုံးနှစ်ကျော်နေပြီ။အဖေနဲ့မေကကီတီကိုမျှော်နေရှာမှာ။အကိုလည်းနောက်ကျုံရင်ကီတီတို့စီဝင်လေနော်။တောင်တာမြို့နယ်တဲကရွာလေးတွေရဲ့အနေမေကိုကီတီကကျွန်တော်ပြောပြ诶။ကီတီနှုတ်ဆက်ခဲ့ရင်တော့အကို အကိုနဲ့စကားတွေပြောခဲ့တဲ့နေရမီးရောင်အောက်ကဟော်ရီခုံတန်လေးနဲ့အကိုတသက်လုံးခေတီတတိယနေမှာပါပြောပြရနဲ့ကျွန်တော်အနာကနေကေတီယာပြေးထွက်သွားတယ်ဝူကနေဖြစ်မောင်းသွားတဲ့လမ်းပေါ်ကကုန်တင်ကားကြီးရဲ့အောက်မှာကျွန်တော်နှလုံးသားကဖြုတ်ခနဲခုံထွက်သွားပြီးအကျိတ်ခံလိုက်ရတယ်လို့နာနာချင်းချင်းခံစားလိုက်ရတယ်နှစ်တွေသာကြာခဲ့ပြီမေကေတီပြောတဲ့တောင်းတာနေတဲ့ကရွာလေးကိုတော့ကျွန်တော်မသွားဖြစ်ခဲ့ပါအခုရော ကတိဘာလုပ်နေမလဲသူကလေးလေးလည်းအရွယ်ရောက်ရောပေါ့တချို့အတိတ်တွေကစိတ်ထဲမှာပြုတ်ပြဲသွားတာမဟုတ်ပဲတမင်တတိမရတဲ့တော့လို့မိကျင်အောင်ဆောင်းလိုက်ရတာမျိုးတွေတကယ်ကိုရှိပါတယ်ပြိတ္တများရှင်အခုတင်ဆက်ပေးခဲ့တယ်ကတိဆိုတဲ့ဇလံလေးကတော့ဒီမှာတင်ပေးပါပြီဇလံကောင်းများစွာကိုနားဆင်ကြတယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်